ောက်ျားမှန်တော့ကိုကမြင်တာတက်မှာပေါ့ဗျာမတက်ရင်ယောက်ျားမပြီးတာဖြစ်သွားမှာဆိုလို့ကျွန်တော်တို့ရင်ထဲကတင်ရပြီးတော့မြင်းစည်းတယ်ဒါမျိုးမြင်းစည်းတက်ရမယ်ဒါရေးဒါရေးပညာတက်မှာနိုင်ရေးပညာတက်ဒါတွေတင်ရမှာညနေခင်းဆိုရင်တော်တော်များလက်ဝတ်ထိုးတယ်တိုင်းကျင်တယ်ဒါမျိုးပေါ့တရားတရားနှစ်ပန်းလုံးတယ်အရင်တော့ကကျွန်တော်တို့ training ကစားတဲ့အဲ့တော့ကျွန်တော်ငယ်ရုံကအဲ့လိုကစားတဲ့ခင်များတယ်အခုနောက်ပိုင်းကျတော့ game ကစားတဲ့လူပဲများလာတာ အဲ့ဒါကြောင့်အရှင်မင်းသားထွက်ဖို့ဆိုတာတော်တော်ရှားပါပြီအလှပဦးစားပေးတာအကြောင်းဒါကြောင့်ယောက်ျားလေးတွေဖြစ်ပြီးတော့အလှပဦးစားပေးနေရင်လည်းအဆင်မပြေသလိုအလွန်ကြိမ်းမဖြစ်ဖို့ပေါ့နော်အော်ယောက်ျားတိုင်းနဲ့အလှပကြိုက်မှာမဟုတ်ပါဘူးတချို့တွေကြောက်လဲအလှပအောင်ဥစားပေးရအောင်။ဘာဖြစ်ရမှာလဲ။မင်းတို့အဲ့ကောင်နဲ့သွားတာမကြိုက်ပါဘူးလို့ငါဘာတကပြောရအောင်။နင်မကြိုက်ပြီမယ်ငါကြိုက်တယ်။သူတို့အရှင်ကားကြီးတောက်လျှောက်မိုးရင်တော့ထိုးတဲ့ချိန်တဲ့ခံဆိုတာပါမှာပဲလေ။ ထိုးတဲ့ကြိတ်တဲ့ခန်းထဲမှာအရှင်မတက်ထားရင်ဟိုထိုးတဲ့ကြိတ်တဲ့ပုံစံတွေကမပြည့်ပြင်းတော့ဖြစ်မှာအဲ့တွေယောက်ျားတိုင်းမင်းသားတွေတယုတ်ဆောက်တယ်ဥပမာအရှင်လေးတော့တက်ထားတဲ့နေလို့ထင်တယ်အဲ့ဒါနှစ်ပတ်လည်89နှစ်မြောက်ဝိဇီယုံတီတောင်နဲ့နှစ်ပတ်လည်ဆိုတော့ကျွန်တော်လည်းတရုတ်ဆောင်ဆိုတော့မဖြစ်မနေတော့ရောက်အောင်လာရတာပါတော့ မ်းပါလေးတော့เนาะဟုတ်ကဲ့ခင်ဗျာအဲဗီဒီယိုခစ်ရက်လိုက်တဲ့အချိန်မှာကျွန်တော်တို့ကဟိုဇလန်းတူလောက်လေးတွေပဲရိုက်ဖြစ်တာဗောနော်အဲဗီဒီယိုဇလန်းရှိလောက်ကြီးတွေမရဘူးပြီးတော့ဒီဇလန်းတွဲတွေနဲ့လည်းကျွန်တော်နဲ့ကျွန်တော်ပတ်သက်မှုနဲ့လူအားနည်းနည်းလမ်းกว่าဟဲ့လားတော့ကျွန်တော်ပြီးတော့ပါမင်းသားအရှင်မင်းသားတွေမှာကျွန်တော်တည်းဆိုတာဆိုရင်တော့အဲကိုရဲမင်းပိုင်နေရဲကုတ်ကိုအဲအဲ့ပြီးတော့ကျွန်တော်ပေါ့ကျွန်တော်ပြီးတော့နေလင်း နေလုံးပြီးတော့မှကိုနေထက်လင်းလောက်ထွက်လာအဲ့လိုတော့မဟုတ်တော့ဘူးထင်တယ်ဒါမဲ့ဟိုကျွန်တော်အရှင်ကားရိုက်တဲ့လူဆိုရင်ထိုးတဲ့ကြိတ်တရားရဲ့ဒီဒရာမာမလုံးနိုင်ဘူးလို့ထင်တာပေါ့နော်အဲ့လိုပြောအာကြည့်ရဒရိုက်တာရဲ့အမြင်လားအေးတိုင်းအမြင်ပဲဒရိုက်တာရိုက်ပြီးတာလားတော့မသိဘူးစမ်းကြည့်ပါလားအဲကျွန်တော်တို့အရှင်မင်းသားတွေလည်းဒရမာမရဘူးလို့များသူတို့ထင်နေလားမသိဘူးပေါ့နော်ကျွန်တော်ခေတုံကကြတော့ယောက်ျားလေးတယောက်မှရေကိုကံပညာတက်ရမယ်ဆိုပြီးတော့အဲတင်ထားကြတာပေါ့နော် အဲလေ့ကျင့်ညနေခင်းဆိုရင်တော်တော်များလက်ဝတ်ထိုးတယ်တိုင်းကျင့်တယ်အဲမျိုးပေါ့တရားတရားနှစ်ပန်းလုံးတယ်အာအရင်တော့ကကျွန်တော်တို့ training ကစားတဲ့အဲ့တော့ကျွန်တော်ငယ်ရွယ်တုန်းကအဲ့လိုကစားတဲ့ခင်များတယ်အခုနောက်ပိုင်းကျတော့ game ကစားတဲ့လူပဲများလာပါအဲ့ဒါကြောင့် action မင်းသားထွက်ဖို့ဆိုတာတော်တော်ရှားပါပြီအဲကိုကံပညာတက်ကိုတက်မှရအောင်ယောက်ျားမှန်ရင်တော့ကိုကံပညာတက်အောင်ပါဗျာမတက်ရင်ယောက်ျားမဖြစ်တော့ဖြစ်သွားမှာဆိုလို့ကျွန်တော်ရင်းနေရတင်ရပြီးတော့မြင်းစည်းတယ်ဒါမျိုးမြင်းစည်းတက်ရမယ်ဒါကြီးဒါကြီးပညာတက်မယ်နိုင်ရေးပညာတက်ဒါတွေတင်ရအောင် ။ဘာလို့လဲဒီခုကကလေးတွေတော်များတော့အခုကျွန်တော်တွေ့နေရတော့အကုန်လုံးကဂိမ်းဆော့နေတာများလာရဲ့။အဲနောက်အလှပဦးစားပေးတာအကြောင်းဒါကြောင့်ယောက်ျားလေးတွေဖြစ်ပြီးတော့အလှပဦးစားပေးနေရင်လည်းအဆင်မပြေသလိုအလွန်ကြိမ်းမဖြစ်ဖို့ပေါ့နော်။အော်ယောက်ျားတိုင်းနဲ့အလှပကြိုက်မှာမဟုတ်ပါဘူးတချို့တွေကြောက်လဲအလှပအူစားပေးတယ်။တချို့ကြတော့လေဒီဂိမ်းဆော့နေတာဝါသနာပါ။ဒါတွေကြတော့ကျမ်းမာရေးအတွက်ဘူတိကြိုက်မယ်လေ။ခေါင်းတော့အော်ဒီဘက်ကစ်ကလေးတွေမှာလဲကျမ်းမာရေးအတွက်ကိုယ်ကပညာလေးတွေပဲဖြစ်ဖြစ်အဲဟို ခြင်းဇာတ်လေးပဲဖြစ်အမှုလေးရှိနေတဲ့တယ်လို့ထင်ပါတယ်။ရန်ဆိုရင်လည်းဟောတော့ generation တစ်ခုနဲ့တစ်ခုမှာဇာကားဆိုတာမျိုးဟိုသူတို့အရှင်ကားကြီးတောက်လျှောက်မိုးရင်တော့ထိုးတဲ့ကြိတ်တဲ့ခန်းဆိုတာပါမှာပဲလေ။ထိုးတဲ့ကြိတ်တဲ့ခန်းတွေမှာအရှင်မတက်ထားရင်ဟိုထိုးတဲ့ကြိတ်တဲ့ပုံစံတွေကမပြည့်ပြင်းတော့ဖြစ်မှာ။အဲ့ဒီတော့ယောက်ျားတိုင်းမင်းသားတွေတယောက်ဆောက်တွေဦးမှာအရှင်လေးတော့တက်ထားတဲ့တယ်လို့ထင်တယ်။အဲလူငယ်တွေတွေမှာအကျမ်းမကြီးကောင်းမွန်တွေတော့ယောက်ျားတယောက်ဖြစ်နေတဲ့ အဲကိုကံပညာတက်ထားတဲ့လူတော့ကျွန်တော်ယုံကြည်တာပေါ့အဲ့တော့ကလေးလေးမှလည်းအဲ့လိုမျိုးလေးထိုးတာကြိတ်တာတော့မရရင်နေအပြင်မှာတော့တင်ထားတဲ့လို့ထင်တယ်ဒါဒီဘက်ကအမှုညာရှင်တို့ကြတော့ဘလို့လေးမြင်ပြီးလူငယ်လေးတွေကြတော့အာမြင်ရပါဘူးသူတို့ကကိုယ်တွေတက်ပူတော်တယ်ဟာလို့ဒါပြန်ပြီးတော့ထိုက်ရိုက်ခွေပါမရှိဘူးလားဖိတ်ခေါ်ရင်တော့ငားတဲ့သူရှင်တော့ရိုက်မှာပေါ့ရိုက်ရှင်တာပေါ့ခေါ်မျက်စိထဲမှာဟိုရိုက်တဲ့လူတွေရဲ့မျက်စိထဲမှာမတေးဥဆောင်နေရဲလင်းကဘယ်နေရာနဲ့တင့်တော်တယ်လဲ ဲ့တင့်တော်တဲ့နေရာကိုခေါ်ရင်တော့ကျွန်တော်ခါရိုက်မှာပါအရှင်နေမဟုတ်ပါဘူးဂျမ်းမာလေးရရပါတယ်ဟုတ်ကဲ့ပါစူးစမ်းကြည့်ရမှာပါအဲ့တော့ခုကျွန်တော်အရှင်မရိုက်ခဲ့တာပေါ့ဂျမ်းမာမရိုက်ခဲ့တာရိုက်ခဲ့ပါရင်းတော့လည်းဒရမာရိုက်ခဲ့ပါပဲဟိုရင်းတော့ဆိုတော့ဒါရိုက်တာလောကနာကျော်ကျော်တို့ပါနဲ့ရိုက်တဲ့နောင်ရင်းလေးရဲ့အခြေလေးပါဆိုတော့ဒရမာကြည့်ပါဒရမာလေးပါပါအရှင်လေးလည်းပါတယ်ဒရမာလေးလည်းပါတယ်ဒါဘာဝဆက်ဆိုတော့အရှင်လည်းပါတယ်ဒရမာလည်းပါဒါရန်ဝမ်းသာမိပါတယ်ကိုမမတင်တင်နဲ့ချစ်ချစ်ခင်ခင်ရှိနေတာကိုကျေးဇူးတင်ပါတယ် ညီမတို့ကျွန်တော်အနုပညာတစ်ခုတည်းပဲလို့မြင်တယ်။အဲခွဲခြားတဲ့သူကတော့ခွဲခြားတာကျွန်တော်တို့ကတော့အရှင်မဲရဲ့ဒရမာပဲရဲ့ဘာပဲရဲ့အနုပညာလို့ရဲ့အနုပညာသမားလို့ပဲမြင်။ကျန်တဲ့ဘာမှအုံတော့လည်းမစင်စားဘူးကျွန်တော်တို့ကမှနှိမ်ချပြောဆိုလို့လေအဲစိတ်ထဲမှာဘလို့မှမနေဘူး။ကိုလို့ဆရာရှိတဲ့လူကိုလုံနေအောင်ပဲရည်ကြည့်တာ။ဟုတ်ကဲ့ခင်ဗျာ။အဲဒါတော့ဟိုခေတ်ကာလအခြေအနေကောင်းရင်ကျွန်တော်တို့ခေါ်ရင်တော့လည်းရှိုက်ပါပေါ့နော်။ဒီလိုခေတ်တွေမှာရောရွှေရှင်တွေကိုလက်ခဲ့သေးတာဟုတ်ကဲ့ခင်ဗျာ။ အယုံတွေနဲ့ဒါကြခင်ဆောမျိုးတို့ဘာလို့လဲဆိုရိုက်ခဲ့ပါလဲအရန်ဝမ်းသာတယ်ဘာလို့ဆိုတော့တော်တော်များများလေးတေကုန်ရပြီဗျာတော်တော်များလေးတေကုန်ရပြီဆိုတော့ကိုမေအောင်ဆွေအောင်အဲကိုနဲ့ထိုးကိုမျက်နှာလဲသူကံခဲ့တဲ့သူကိုကလည်းသူ့ကိုထိုးခဲ့သူကံခဲ့သူအချင်းချင်းတွေပြန်တွေ့တော့ရန်ဝမ်းသာနေကြတာအလုံးကြမ်းမှချမ်းသာပြီးတော့အခေတ်တစ်ခေတ်မှာအရှင်မင်းသားတွေလည်းထပ်ပြီးပေါ်ထွက်ပါစေလို့ဆုတောင်းပေးပါတယ်